လက်မထက်ရသည်လို့နေရာထဲခီးမသွားဘူးဆိုရက်စူပြေသစင်မင်္ဂလာပါရှင်ပရိသတ်ချစ်တော်မင်းသမီးလေးစူပြေသစင်ကတော့နေထိုင်သိမ်မွေ့ပြီးနမေပြတ်မရှိခဲ့လို့မင်းမကောင်းပီသားပါတယ်ဆိုပြီးချီးမွမ်းခံနေရတာပါခုခေတ်ကြီးထဲမှာချစ်သူရေးစားအများစု98%လောက်ကချစ်သူဖြစ်တာနဲ့ living together ဖြစ်နေတဲ့ခေတ်ကြီးထဲမှာစူပြေသစင်ကတော့ခုချိန်ထိဟင်းဝင်ရတဲ့နေရာထဲခီးမသွားဘူးလို့သမားရဲ့မင်းမကောင်းကုန်တိတ်ခါကိုထိန်သိမ်းထားပုံကိုပြောပြလိုက်ခဲ့တာပါ အချိန်ရင်းမှာလဲဘာကောလာဟာလာမှမရှိခဲ့လို့ဟင်းဝင်ရဲ့မိသားစုဘက်ကတံမိုးထအလီထပြီးခံခံနနာတောင်းရက်လက်ထပ်ပေးခဲ့ရပါတယ်။ဟင်းဝင်ရဲ့ဆိုပြသစင်းတို့ဟာချစ်သူဖြစ်နေတာ6နှစ်ကြာခဲ့ပြီဆိုပေမဲ့ပြီးခဲ့တဲ့စက်တင်ဘာလကမှပြည်သက်ကိုအတီးပေးခဲ့တာပါ။အနေထိုင်တည်စီတဲ့ဆိုပြသစင်းနဲ့ဟင်းဝင်ရဲ့နှုတ်နယောက်ဟာလက်မထက်ခင်မှာနှစ်ယောက်တည်းခီးမသွားခဲ့ဘူးဆိုတဲ့အကြောင်းကိုပညာသားပါပါဆိုပြသစင်းကပြောလာခဲ့ပါတယ်။ စက်တင်ဘာလတုန်းကပြည်သက်တွေကိုတရားဝင်ချပြအတည်ပြခဲ့ပြီးတဲ့နောက်မှာတော့စစ်ဆက်ကြောင်းလန်ပွဲလက်ထက်ခွင်တောင်းတဲ့ပွဲတွေပြုလုပ်ခဲ့ပြီး pre-wedding အတွက်နိုင်ငံခြားမှဓာတ်ပုံတွေတွားရောက်ရိုက်ကူခဲ့ကြပါတယ်။တရုတ်နိုင်ငံကဤခဲတောင်းမှာ pre-wedding အလှဓာတ်ပုံရိုက်ခဲ့ကြတာဖြစ်ပြီးတော့ပြည်သက်တွေကတော့စစ်သူနေရာတဲ့နိုင်ငံခြားသွားတယ်လို့ထင်နေခဲ့ကြတာပါ။တရားကြောင်းနဲ့ပတ်သက်ပြီးစူပြည့်သစင်ကခုချိန်လက်မထက်ရသေးရမလို့ ပရီဝက်ဒင်ဓာတ်ပုံရိုက်ချိန်မှာဘေးနားမှာအမေရှိနေရဲ့လို့ပြောပြလာခဲ့ပါတယ်။ဆိုပြသင်းရဲ့ Facebook အကောင့်မှာလည်းတရုတ်နိုင်ငံမှာပရီဝက်ဒင်မရခင်သမိုင်းရဲ့မိခင်နဲ့ဓာတ်ပုံတွေကိုဝေမျှထားပါသေးတယ်။ဆိုပြသင်းပြောတာကတော့သူတို့ရဲ့လက်ထက်မင်းကြီးကနောက်လာ၁၇လပိုင်းမှာဖြစ်ကြောင်းနဲ့မြမမင်းကလေးဖြစ်တာမလို့လက်မထက်ရသေးခင်မှာနှစ်ယောက်တည်းခီးမသွားချင်တာကြောင့်အမေဖြစ်သူကိုပါခေါ်ဆောင်သွားခဲ့တယ်လို့ပြောပြလာခဲ့ပါတယ်။တရားချဲ့ကြောင့်မေးစုပြည့်သင်းဟာ ခုချိန်ထိဟင်းဝီယန်နဲ့ living together မနေခဲ့ဘူးဆိုတာကိုပြည်သက်သိအောင်ပညာသားပပဖြေဆိုသွားခဲ့တယ်လို့ယူဆရပါတယ်။မိမပီးသားပြီးတော့ဘယ်နေရာမှအဖြစ်ပြောစရာမရှိတဲ့၆ပြည့်ကင်းတဲလေးစင်မင်းကလေးဖြစ်လို့နုပညာတိုင်းဝိုင်းကပါချီးကျူးနေရသူလည်းဖြစ်ပါတယ်။ဆိုပြည်သင်ကအရင်ကတည်းက ETA ဆက်ကနွေကလျာဏီထိုင်တက်သူမလို့စစ်တဲ့ပြည်သက်တွေရှိသလိုပဲမိမကပီးသားဖို့ဟန်လုပ်ပြီးစူးစမ်းနေသူလို့ဝေဖန်နေသူတွေလည်းရှိနေပါတယ်။ ဒါပေမဲ့မြမမင်းကြီးတွေရဲ့တံပိုးထားတဲ့အရာကိုတံပိုးထားတဲ့အတွက်အခြားမင်းကြီးတွေအတွက်ကတော့အတူယူစရာကောင်းတဲ့နေထိုင်မှုတစ်ခုပါပဲ။ဆိုပြသစင်းတဲ့ဟင်းဝင်းရံတို့ကစက်တင်ဘာလကတည်းကပြီဝတ်တင်ရိုက်ခဲ့ကြပါပဲ။အခုရပိုင်းထဲမှာမှ ပုံတွေကိုချပြလာခဲ့တာပါ။ဒီဇိုင်းလမ်းတွေနဲ့လှနေတဲ့သူတို့ရဲ့ပြီဝတ်တင်ပုံလေးတွေကတော့ပြည့်သက်တွေကတော့အားကျနေရပါတယ်။ဟင်းဝင်းရံနဲ့ဆိုပြသစင်းကနာလာ၁၇လပိုင်းမှာမင်္ဂလာဆောင်မှဖြစ်ပြီး မင်္ဂလာပွဲလင်းငါပွဲလုပ်မယ်လို့လည်းသိရပါတယ်။ပရိသတ်တွေရဲ့အစ်စ်တော်ငယ်စဉ်တို့ဆောင်တဲလီရဲ့မင်္ဂလာပွဲဟာချက်သိမ်းပေါင်းထောင်ချီအသုံးပြုပြီးကျင်းပမှာဖြစ်လို့ဘလောက်များခမ်းနားမလဲဆိုတာပရိသတ်တွေကစိတ်ဝင်စားနေကြပါရဲ့ရှင်။